ရင်းမလေးဖြစ်သူကိုလူဒန်းစီထားနိုင်ဖို့အတွက်စံတအိတ်ကို200နဲ့ထမ်းပြီးတော့ရှာကျွေးနေတဲ့အသက်80အရွယ်အဖိုးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အသက်80ကျော်80အရွယ်ဝင်းကျင်နေဆိုတာကအိမ်မှာအေးအေးဆေးဆေးနေပြီးတော့ဘဝရဲ့နေဝင်ချိန်ကိုဖြတ်တန်းဖို့အတွက်တရားအားထုတ်နေကြတဲ့အရွယ်တွေဆိုရင်လည်းမမှားပါဘူးဒါပေမဲ့အသက်80အရွယ်မှာတောင်တရားအားမထုတ်နိုင်ပဲမိသားစုစာဝတ်နေရေးအတွက်စူးစမ်းအားထုတ်နေရတဲ့အဖြစ်တရားလဲမြန်မာနိုင်ငံမှာများလုံးပါတယ် ချိုးတဲ့သူတွေများလုံးတဲ့ဘဝတွေမှာစာဝတ်နေရေးအတွက်ယုံကန်ကြရပါတယ်။အဖိုးဦးဖုံးမြင့်ကလည်းမိသားစုစာဝတ်နေရေးအတွက်အသက်80ကျော်အရွယ်နဲ့လောက်ကန်စားသောက်နေရတာဖြစ်ပါတယ်။အဖိုးဦးဖုံးမြင့်ကကိုရိုင်းတကူရေရဆိုရင်တော့ယုံကန်စရာမလိုပါဘူး။ဒါပေမဲ့တမီးဖြစ်သူကအိမ်အောင်ကြပြီးတော့ကလေးတယောက်နဲ့ဒုက္ခရောက်နေရတာပါ။မိမလေးကအရွယ်ငငယ်နဲ့ချိုးတဲ့နေတဲ့အတွက်ဦးဖုံးမြင့်ကလုံးဝမကြည့်ရတော့ပါဘူး။ဒါကြောင့်မို့လဲဦးဖုံးမြင့်ကအသက်80 ွယ်နဲ့အလုတ်ကျွေးဖို့အတွက်ဆုံးဖြတ်ခဲ့တာပါဒါပေမဲ့လည်းအသက်အရွယ်ကကြီးနေပြီမို့အလုတ်တိုင်းကိုလုံးလုံးမရသလိုအလုတ်ရှင်တွေကလည်းသဘောကျတဲ့တတာမျိုးမရှိပါဘူးဥပုံမြင့်ကစံထန်းတဲ့အလုတ်ကိုဒါပင်ပင်မမန်းလုပ်ပြီးတော့ငွေရအောင်စူးစမ်းနေရတာဖြစ်ပါရင်ဥပုံမြင့်ကရန်ကုန်မြို့ဝစိတ်ကဲမှာ ဆန်အိတ်တင်မောခဲ့တဲ့အချိန်ဆန်အိတ်ထန်တဲ့အလုပ်ကိုလုပ်နေရပါဆန်အိတ်ထန်တဲ့နေရာကဂုံးမြစ်မှာဖြစ်ပေမဲ့လည်းအဖိုးကဆန်အိတ်တွေကိုရသမျှအားနဲ့တင်းကျုံပြီးတော့ထန်နေရတာပါဆန်တအိတ်ထန်မှသာငွေနေရာချက်သာရရှိသေးတာဖြစ်ပါရင်ဆန်တအိတ်ကိုပင်ပင်ပန်းထန်မှသာနေရာနဲ့ထန်နေရပေမဲ့ဥဖုံးမြင်းကတရက်ကိုငွေ6000လောက်ရအောင်ကြိုးစားပြီးတော့ထန်နေရတာဖြစ်ပါရင်ငွေ6000ရဖို့ထန်ရတယ်ဆိုတာလုံးဝကိုမလွယ်ကူပါဘူးအဖိုးကခါးကိုင်းအောင်ထန်မှ သာငွေ6000လောက်ရတာဖြစ်ပါတယ် ။ဒါတောင်အခုနောက်ပိုင်းမှာအလို့သမားတွေကများလာပြီးတော့ဆန်အိတ်ထန်းရတာနဲ့ပါလာခဲ့ပါရင်အဖိုးကတက်ကြီးရွယ်အိုဖြစ်တာမို့ပို့ပြီးတော့ခက်ခဲပါရင်အသင်ရွယ်အရနှီးရဲကြာနေပြီးတော့လူငယ်တွေနဲ့အလို့ရက်ကိုလိုက်ချမ်းနေရတာဖြစ်ပါရင်တချို့ရက်ဆိုရင်ဘာဆန်အိတ်မှမထမ်းရပဲငွေတကြမ်းမှမရတဲ့နေ့လည်းရှိပါရင်အလို့ရှင်တတိယမုတ်ဘိုး2000လောက်ပြီးမှသာအဆင်ပြေသွားတာပါအသက်80ကျော်အရွယ်နဲ့ဆန်အိတ်ထမ်းနေရတာကလုံးဝကိုအဆင်မပြေပါဘူးမြေမလေးကို ရှာကြွေးခြင်းတဲ့စိတ်နဲ့အဖိုးဥဖိုးမြင့်ကတရက်ကိုဘလောက်ပဲထမ်းရထမ်းရဆိုပြီးတော့ထမ်းနေကြတာပါ။ဒါကြောင့်မို့တချို့ရက်ဆိုရင်အဖိုးဥဖိုးမြင့်ကအိရာတွေကမထားနိုင်လောက်အောင်ကိုဖြစ်ရတာပါ။ဒါပေမဲ့လည်းမြေးလေးကိုလူတန်းစိထားနိုင်ဖို့ဆိုတဲ့စိတ်နဲ့အဖိုးကစီး ထမ်းပြီးတော့စီးလင်းပြီးတော့အလုတ်ကိုပြန်လာတာဖြစ်ပါတယ်။နေမလီကအခုမှအသက်ငယ်ငယ်သာရှိသေးရမို့အဖိုးဦးဘုံမြင့်ကအခုလိုဘဝနဲ့နောက်ထပ်10နှစ်လောက်ကိုရုန်းကန်ရအောင်မှဖြစ်ပါတယ်။အဖိုးကတော့နောက်ထပ်10နှစ်လောက်အထိအသက်ရှည်ပြီးတော့ကျန်းမာပါစေလို့သာဆုတောင်းနေရလဲဖြစ်ပါတယ်။နောက်ထပ်10နှစ်လောက်ရုန်းကန်ပေးရမယ်ဆိုတဲ့စိတ်နဲ့ပဲကျန်းမာအောင်နေပြီးတော့အလုံးလုံးနိုင်ဖို့အတွက်အမြဲတမ်းအားပြည့်နေကြတာဖြစ်ပါတယ်။အဖိုးကသူတူကောစားအထက်လဲငွေအနေငယ်ကိုသာဆုထားတာပါ။တကယ်လို့ကျန်းမာ အရေးမကောင်းပဲဖြစ်လာခဲ့မယ်ဆိုရင် ကုဖို့အတွက်ကိုငွေယူစုထားခဲ့တာဖြစ်ပါတယ်။အဖိုးဥဖုံးမြင့်လို့အသက်ကြီးတဲ့အချိန်မှာနေဝင်စဉ်အတွက်အေးချမ်းစွာမနေနိုင်ပေမယ့်ဘဝဝန်းစာအတွက်ရုန်းကန်နေရတဲ့သက်ကြီးရွယ်အိုတွေလည်းအများကြီးရှိလို့နေတာဖြစ်ပါတယ်။မိမလေးဖြစ်သူကိုလူရန်စိတ်ထားနိုင်ဖို့အတွက်စံတအိတ်ကို200နဲ့ထန်းပြီးတော့ရှာကျွေးနေတဲ့အသက်80အရွယ်အဖိုးအဖော်ဘရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ပါအောင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းဘရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင် င်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြည်သက်ကြီးနဲ့ပြန်လည်ပြီးတော့အဆုံတွေ့ကြပါရစေရှင်။